တပည့်တော်ဦးသိန်းဝှစ်ချံလို့တပါးတည်းရှိလို့ယဟန်မြောက်ပါသလားတဲ့မမြောက်ဘူးနော်ယဟန်ခံတဲ့အခါမှာအင်္ဂါ၅ချက်နဲ့ပြည့်စုံမှယဟန်ခံလို့ရပါတယ်အင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁ဝိထုတံပတ္တိယဟန်လောင်းဤအင်္ဂါပြည့်စုံမှု၂ညတိတံပတ္တိညဤပြည့်စုံပြီးသားမှု၃ကမ္မဝါစာတံပတ္တိကမ္မဝါဤပြည့်စုံပြီးသားမှု၄ တိမာတံပတိသိဉ္ဣဝိပတိကင်းစဉ်တံပတိဝင်မှု၅ပရိသတံပတိယဟန်ခံပေးတဲ့အခါမှာ ကာရကတံကအ ਨੇ စုံ၅ပါးပြည့်စုံမှုတို့ပဲဖြစ်ပါတယ်အဲ့ဒီအင်္ဂါ၅ချက်နဲ့ပြည့်စုံမှသာယဟန်ခံလို့ရပါတယ်ယဟန်မြောက်ပါတယ်နော်အရှင်ဖေယနန်းယုံဖက်ယုံနဲ့ကာမိတုကံကိုမြောက်နိုင်ပါသလားဖေယ တိကျင်လို့ဖြေပေးတော်မူပါဖရာတဲ့ကာမေတုမိစ္ဆာစာရကံမြောက်ကြောင်းအင်္ဂါ၄ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မေထုံအားဖြင့်မသွာလာထိုက်သောဝိတ္ထုဖြစ်ခြင်း၂ထိုမလားထိုက်သောဝိတ္ထုအပေါ်၌မေထုံမှီဝဲလိုသောစိတ်ရှိခြင်း၃မေထုံမှီဝဲရန် လုံလပြုခြင်း၄မအချင်းချင်းထိတွေ့တာယာခြင်းတို့ဖြစ်ပါတယ် ဖော်ပြပါကာမေတုမိစ္ဆာစာရကံအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံမြောက်ပါတယ်။ဉာဏ်ယုံဖက်ယုံနဲ့တော့ကာမေတုမိစ္ဆာစာရကံမမြောက်ပါဘူးနော်။သို့တော်လည်းပဲဝိသုဒ္ဓိမတ်မှာတော့မေထုံငယ်9ပါးဆိုတာဖော်ပြထားပါတယ်။အဲ့ဒီမေထုံငယ်9ပါးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြပါမယ်နော်။အေမာတုကာမဤပို့တိုက်စုံနယ်ပေးမှု၌တာယာခြင်း နှင့်မာတုဂါမနှင့်ပြုံးကရေကတုဂါစိတ်ကနေရသည်တို့ကိုတာယာခြင်း၃ဉာဏ်ချင်းဆိုင်၍အာပါဒယကြည့်ရှုနေရမှုကိုတာယာခြင်း၄ညက်ွယ်ရာအနိနာက၎င်းတို့၏ပြောတန်ဆိုတန်ရေတန်ကိုကြားရ၍တာယာစွာနားဆိုင်ထောင်ခြင်း၅ရှင်းအခါကမာတုဂါမနှင့်ပျော်ပျော်ကြီး ပြုမှုနေထိုင်ကြင်ကြံမှုမျိုးစုံကိုတွေးတော်အောင်မြွေတာယာခြင်း၆သူတော်ဘာတို့ပြုမှုကြင်ကြံခံစားနေမှုကိုမြင်ရ၍တာယာခြင်း ခொနှစ်ယခုဘဝပြုစုအားထုတ်ရသောတီလကုသိုလ်ကြောင့်နောင်ဘဝ၌နမင်းကြီးဖြစ်ပြီးရသမီးနတ်သားများစွာတို့နှင့်ပျော်ပါးရန်မျှော်လင့်လျက်ပါရခြင်းတို့ဖြစ်ပါれ။ဒါဟာမိထုံငယ်ခொနှစ်ပါးပဲဖြစ်ပါれ။ဖော်ပြပါမိထုံငယ်ခொနှစ်ပါးထဲမှာမာတုဂါမ၏ပုတ်တိုက်ဆုံးနေပေမှု၌တာယာခြင်းမာတုဂါမနှင့်ပြုံးကရေကတုကစိတ်ကနေရတီတို့ကိုတာယာခြင်းဆိုတဲ့အချက်ပါတာကြောင့် သူတစ်ပါးကာမရာတို့ကိုနိုင်ယုံဖတ်ယုံနဲ့ကာမေတုမိစ္ဆာစာရကံမမြောက်တော်လဲပဲမိထုံငယ်ခုနှစ်ပါးထဲမှာအကျုံးဝင်နေတာကြောင့်သူတစ်ပါးကာမရာကိုနန်းချင်းဖတ်ချင်းလုပ်ချင်းဟာအကုသို့ဖြစ်စေပါတယ်နော်ဒါကြောင့်ကိုသားမရမဟုတ်ဘူးဆိုရင် သူတစ်ပါးကာမရာတို့ကိုနန်းချင်းဖတ်ချင်းထိတွေ့ချင်းတွေမလုပ်ပါနဲ့လို့ပြောချင်ပါတယ် ဖုံဖုံဖရသင်္ကန်းဝေးရခြင်းရည်ရွယ်ချက်ကိုသိပါရသည်ဖရတဲ့သာသနာ့ဘောင်ထဲမှာသင်္ကန်းဝေးလာကြတဲ့ပုဂ္ဂိုလ်တွေဟာတဦးနဲ့တဦးရည်ရွယ်ချက်မတူကြတာတွေရှိတယ်တချို့ကစာဝတ်နေရေးအဆင်မပြေလို့သင်္ကန်းဝေးလာကြတာတချို့ကြတော့လည်းပဲတရားတရားကြောင့်သင်္ကန်းဝေးလာကြတာအဲတချို့ကြတော့လည်းပဲမိဘဆွေမျိုးတွေကဝတ်ခိုင်းလို့သင်္ကန်းဝေးလာကြတာ ဥသိန်းဆိုရင်မိဘဆွေမျိုးတွေကဝက်ခိုင်းလို့သင်္ကန်းဝိရာကနေအခုထိမြဲနေတာပါနော်ဒါကအပေါ်ယံအကြောင်းတရားတွေမတူတာကိုပြောတာဖြစ်ပါတယ်တကယ်တမ်းသင်္ကန်းဝိရာချင်းတကယ်ရည်ရွယ်ချက်အမှန်ကတန်တရာဝစင်းရက်ကလူမြောက်ကြောင်းတရားကိုကျင့်ဖို့ပါဒါကြောင့်လည်းပဲယဟန်ပစင်းအဖြစ်ကိုတောင်းပန်တဲ့အခါမှာတန်တရာတိဟုသောဝေဝကရည်ရည်မှဆယ်ယူ၍နိဗ္ဗာန်တိဟုသောကြီးကုန်ထ၌တည်အောင်ထားတော်မူပါလို့တောင်းပန်ရခြင်းဖြစ်ပါတယ် ဒါကြောင့်တကယ်သင်္ကန်းဝေးရခြင်းရည်ရွယ်ချက်အမှန်ဟာတန်တရာဝိသင်းရကလွမြောက်ကြောင်းတရားကိုကျင့်ဖို့ပါနော်မေတ္တာဆိုတာဘာလဲဦးဇင်းတဲ့မိစ္ဆတိတိနိရှတိတိမေတ္တာယာဓမာဇာတိအကျင့်သဘောတရားတိမိစ္ဆတိတိနိရှတိချစ်ခင်တတ်ဤ ။ဣတိတသမာထိုကြောင့်သာဓမာဇာတိထိုသဘောတရားသည်မေတ္တာမေတ္တာမိဤဟွာချစ်ချင်းမိဤတဲ့။မေတ္တာဆိုတာချစ်ချင်းကိုပြောတာ ဖြစ်ပါလေ။ချစ်ချင်းကလည်းပဲချစ်ချင်းမေတ္တာချစ်မြတ်နိုးခြင်းတရာချစ်ကြိုက်ခြင်းတဏှာဆိုပြီး၃မျိုးရှိပါလေ။အဲ့ဒီ၃မျိုးထဲမှာချစ်ချင်းမေတ္တာကသာတကယ့်မေတ္တာအစစ်ဖြစ်ပါလေ။ ဖုံဖုံဖရယဟန်တန်ကာများမိထုံမိဝဲလျင်ဘာဖြစ်ပါလဲဖရတဲ့ပထမပါရာဇိကတိခါဖို့အရာပါရာဇိကကြပြီးယဟန်ဘောအကိုဆုံးရှုံးစေတာပေါ့နော်ပါရာဇိကဆိုတာကပရာကတပုတ်ဇိကတပုတ်တကတပုတ်သုံးပုတ်ဖြစ်ပါတယ်ဇိဆိုတာကအောင်မြင်ခြင်းကိုပြောတာပါဇိနဲ့ပရာနဲ့တွဲရင်ပရာဇိဆုံးရှုံးခြင်းလို့အဓိပ္ပာယ်ရပါတယ် တပ်ပစ္စည်းနဲ့တွဲမဲ့ဆိုရင်တော့ပရာဇိတပါရာဇိကဆုံးရှုံးစေတတ်သောအာဘတ်လို့အဓိပ္ပာယ်ရပါတယ်ဆုံးရှုံးစေတတ်သောအာဘတ်ဆိုတာကယဟန်ဘဝကို ဆုံးရှုံးစေတဲ့အာဘတ်ကိုပြောတာပါယဟန်ဘဝကိုဆုံးရှုံးစေတဲ့အာဘတ်က၄မျိုးရှိပါတယ်အဲ့ဒီ၄မျိုးကဘာတွေလဲဆိုရင်၁မိထုံမှုဝဲခြင်း၂သူတော်ဘာပစ္စည်းကိုခိုးယူခြင်း၃လူသက်ခြင်း လေဇာမတ်ဖို့တရားတို့ကို မဟုတ်မမှန်ပြောဆိုခြင်းတို့ပဲဖြစ်ပါတယ်အဲ့ဒီလေးပါးတစ်ပါးပါးကိုကျူးလွန်မယ်ဆိုရင်ကျူးလွန်တဲ့ယဟန်ဟာ ပါရာဇိကကြပြီးယဟန်ဘဝကိုဆုံးရှုံးစေပါတယ်အခုဒီမှာမေးထားတာကမေထုံပြုကျင့်တဲ့အကြောင်းကိုမေးထားတာဖြစ်တဲ့အတွက်လူအမျိုးသမီး၌ဖြစ်စေတရိษံမ၌ဖြစ်စေကျင်ငယ်ပေါက်ကျင်ကြီးပေါက်ဗဇက်ပေါက်တို့ကိုယဟန်ကတပေါက်ပေါက်ကိုမေထုံမှီဝဲမိပါက ပါရာသီကကြပြီးယဟန်ဘဝကိုဆုံးရှုံးစေပါတယ်နော်ကိုရင်ဝတ်ပေးတဲ့ဥပိ္ပစေဆရာကပါရာသီကကြနေရင်ရောမောင်ရှင်လောင်းမှာကိုရင်ဖြစ်ပါသလားဆရာတော်တဲ့ယဟန်ခံတဲ့အခါမှာအ ਨੇ ဆုံး၅ပါးရှိမှယဟန်ခံလို့ရပါတယ်အဲ့ဒီ၅ပါးထဲမှာပါရာသီကကြနေတဲ့ကိုတော်ပါနေပြီဆိုရင်တန်ခါအရေးအတွက်မှတ်မိတာကြောင့် ယဟန်ခံလို့မရပါဘူးယဟန်ခံမယ်ဆိုရင်လည်းယဟန်မဖြစ်ပါဘူးငါးပါးထက်ကြော်ပြီးတော့ယဟန်ခံမယ်ဆိုရင်တော့ယဟန်ဖြစ်ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကသံဃာအရေးအတွက်ပြီးသွားလို့ပါနော်ကိုရင်ဝတ်တဲ့အခါမှာတော့ကိုရင်ဝတ်ပြီးတဲ့ဥပ္ပဇေဆရာကပါရာဇိကကြာနေမယ်ဆိုရင်မောင်ရှင်လောင်းမှာကိုရင်မဖြစ်ပါဘူးဘာကြောင့်လဲဆိုရင်ယဟန်ခံတဲ့ကံကသံဃာခံဖြစ်ပြီးကိုရင်ဝတ်တဲ့ကံကပုဂ္ဂလကံဖြစ်နေလို့ပါနော်